ဒီမနက်ခင်းလေးမှာတော့တားကြီးရဲ့ကြောင်းအတွက်ကြောင်းထမင်းညာထည့်ရင်းနဲ့ကျမရဲ့အသေးကြောပဲလို့ဒီအတွက်ပါမလာရှန်ကိုလေးကျမချက်ဖြစ်ပါတယ်ကျမတို့အရင်ဆုံးအသားတွေအသီးရွက်တွေကိုချက်အောင်ချက်ထားပြီးပြီးမလာအနှစ်လေးနဲ့ချက်သွားပြီးဆိုတော့မကျမပြုတ်ထားတဲ့ခေါက်ဆွဲတွေထည့်တယ်အားလုံးရောပြီးတော့နှံလို့အရင်ဆုံးပွေလိုက်ပါတယ်အရသာလူလာလေးတွေတော့လည်းပြန်ထည့်ပေါ့နော်ကျမအိမ်မလေးကစုံရမရှိတာနဲ့အိမ်မစိုက်ထားတဲ့ချက်သမိတ်တွေအများကြီးခူးပြီးတော့ကျမရောပြီးတော့မှွေပေးလိုက်တယ်မလာရှန်ကိုလေးကတော့ရပါပြီ အနံ့ရတာနဲ့လေလီပြေဆုံးတယ်ပြီးတော့လေတော်တော်လေးလဲစားလို့ကောင်းပါတယ်မာလာရှန်ခေါ်ဆိုလို့ရှိရင်ဒါဟာလေကျမလက်ရအောင်မကြိုက်တာအပြင်ဆိုင်ရဟာလေးရအောင်မသူမကြိုက်ပါဘူးသူ့အတွက်မာလာရှန်ခေါ်လေးချက်ပေးရင်လည်းကျမဆိုင်ရခလေးတွေအတွက်ပါကျမဘူးလေးနဲ့တီတီတက်တက်လေးထည့်သွားပေးမယ်ပေါ့နော် ဆိုင်ရကျမရဲ့အသေးကြော်တွေကလည်းကျမပါချက်ချက်ပါပဲကြွကြွအမြဲတမ်းအားရပါရနဲ့စားတတ်ကြပါတယ်။ဒါလေးကလည်းနေ့စဉ်ကျမအတွက်တော့ပီတိကုတူလေးပေါ့နော်။ကျမဒီနေ့ခေါက်လှုပ်လိုက်တာဆိုရင်တော့ခေါက်ဆွဲနေနေနဲ့အသားများများနဲ့လှုပ်ပြီးထားပါတယ်။ရဲ့ဆိုင်ရောက်ပြီဆိုတော့နေကင်းမထမင်းနဲ့စားမလားဆိုတော့သူတို့အခုစားမယ်ဆိုတော့လည်းကျွန်မတခါလဲကြွေးလိုက်ပါတယ်တယောက်တစ်စုံစီအရင်ဆုံးမာကြီးမီးရီယာစားပြီးတော့မြည်ကြည့်ပါတယ်ပြီးတော့ကိုကိုတက်လွန်ကိုကလည်းမြည်ကြည့်တယ်ပေါ့နော်ပြီးရင်ကျွန်မတို့ဆိုင်အရှက်တက်ဆုံးပိုရန်နေပြီးတော့ तू ကတော့ကျမလေးကတခါမှမစားဘူးခုမှစားဘူးတာဆိုတော့အဲ तू ကတော့ तू ကြိုက်တယ်တဲ့ဒါနဲ့ဟိုဘက်ဆိုင်မှာနှစ်ယောက်ရှိသေးတယ်ဆိုတော့နှစ်ယောက်စာအတွက်ခွဲပြီးတော့သွားပေးလိုက်ပါဦးမယ်ဒါသာသွားပေးရင်လည်းဟိုဘက်ဆိုင်မှာသူတို့ဘာတွေလုပ်နေလဲဆိုတော့ကျမတစ်ချက်ကြည့်ကြည့်လိုက်ဦးမယ်အဲကျမလာပြီဆိုရင် तू ကအနေဆန်းသိတယ်အနေပြုံးပြီးတော့အမလာပြီဆိုမဟုတ်ပါတယ်ဆိုတော့ तू သိတော့အရင်ဆုံး तू ကြီးကြည့်လိုက်မယ်တဲ့ကြီးကြီးတယ်ဒါနဲ့ပြီးတော့ကိုကြီးမင်းကိုလိုက်ရှာပြီးတော့ကိုကြီးမင်းကတော့ဟိုမှာပစ္စည်းတွေ စစ်ပြီးအလုံးလုံးနေပါတယ်။ဘူချင်းမင်းကိုလည်းအရင်သွားပေးပေးမိလိုက်တယ်ပေါ့နော်။သူကလည်းကြိုက်တယ်တဲ့။သူလည်းစားကောင်းပါတယ်မာကြီးတဲ့။အဲ့ဒါနဲ့ပြီးတော့သူပကံကြီးကိုသူပြန်ယူသွားတယ်။သူပျောက်ထင်းနေသူကြက်ပြီးစားနေရရှယ်ပေးတဲ့။နောက်တစ်ခေါက်လည်းချက်ခဲ့ပြီးပါအောင်တဲ့။တကယ်ဒါနဲ့ကျွန်မဟိုဘက်ဆိုင်ကိုပြန်ကူးလိုက်အောင်မယ်။ဟိုဘက်ဆိုင်ရသူရောစားလို့ကုန်ပြီလားဆိုတော့ကျွန်မချက်သွားကြည့်လိုက်အောင်မယ်နော်။အဲသူတို့တော့ဟောကတော့တက်ညီလက်ညီနဲ့အ aya ပါရစားနေတာပါ။ကဲစားလို့လဲကုန်တော့မယ်တတား